စကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်စကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအချင်းကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါခြင်းပါတယ်ကျွန်တော်တို့က promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ စောကဟောက်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာစောကဟောက်ရဲ့ပွဲကြို30ချက်အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ပွဲကြို30ချက်အစီအစဉ်မှာတော့ဒီတစ်ပတ်ပွဲစဉ်6ရက်အစောဆုံးပွဲစဉ်ဖြစ်တဲ့ Brentford နဲ့ Man United ပွဲစဉ်ကိုကျွန်တော်နဲ့အတူညီလေးဦးဝင်ကသုံးသပ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါဗျကဒီတစ်ပတ်ပွဲစဉ်6ကတော့ဒါအခါတိုင်းပတ်တီလိုအသင်းကြီးတွေအချင်းချင်းတွေ့တဲ့ big match ပွဲတွေတော့မပါဘူးဒါပေမဲ့အသင်းတိုင်းအတွက်မလွယ်ကူတဲ့ပြိုင်ဘက်ကောင်းနေနဲ့အရင်ဆိုင်ရမယ်အထူးသဖြင့်ဒီတစ်ပတ်မှာအသင်းကြီးတော်တော်များများကအသင်းလက်တွေနဲ့ ကစားရမယ်ဆိုတော့ဒါလွယ်မယောင်နဲ့ခတ်နိုင်တဲ့ရတဲ့တပတ်လို့ထင်တယ်အဲ့တော့ဒီနေ့မှာကစားရမယ်ပွဲကအစောဆုံးပွဲက Brentford နဲ့ Man United ဆိုတော့ Brentford ကလည်းဒီရာဒီမှာရလက်ကအရင်မကောင်းဘူး Man United ကလည်းအားလုံးတိထားတဲ့အချိန်မှာပြီးခဲ့တဲ့တပတ် Chelsea ကိုနိုင်လိုက်မှပဲသူတို့ရဲ့ရောင်ကြီးလေးနည်းနည်းလေးပြန်ပြီးတော့မြင်လာတယ်ဆိုတော့ဒီနှစ်သင်းရဲ့လက်ရှိအခြေအနေတွေပေါ်မှာညီလေးရဲ့အမြင်လေးစပြီးပြောပြပါအောင်ဟုတ်ကဲ့ပါ Eric Ten Hag လက်ထက်ကနေစပြီးတော့ယနေ့ဒီချိန်ထိ Manchester United အသင်းကဒါထိတ်ဆုံး Premier League 10သင်းနဲ့ဝင်တဲ့အသင်းအနေနဲ့တွေ့တဲ့အဝေးဝန်းပွဲတွေဆိုအမြင်နဲ့ရုန်းကန်နေရတာအခု လက်ရှိဒီအားဒီလည်းဒီတိုင်းပဲအဝေးကူဝဲဆိုရင်ရုံးကန်နေရတာအဲ့ဒီအတိုင်းပဲ brand four ကလည်းတကယ်တော့ဟိုနီးပြဒါဟိုတော့မဖရန့်ထွက်ပြီးရနောက်ပိုင်းလက်ရှိဒါနီးပြပါဟို Andrew ဘော Andrew K Andrew အဲဒီဒီနီးပါလက်ထက်မှာတကယ်တော့အသင်းကအရင်ဟိုအထိုင်ပြတ်သွားရလို့ဟိုအဲ့ဟိုဘယ်လိုပြောမလဲပြောလို့မရပါမယ်တကယ်တော့ brand food တော်လေးရုန်းရုန်းကန်နေရမှန်တယ်ဟိုဘာလို့လဲဆိုတော့သူတို့ရဲ့တိုက်ဆက်ပိုင်းအပြင်ဦးမှာခံစက်ပိုင်းကလည်းတော်တော်လေးရုန်းကန်နေရဟိုဘယ်လောက်တောင်စိုးနေဆိုရင်ဒါတိုက်ဆက်ပိုင်းကဒီယာဒီတာပရီးမီးယားလိ ဒါအသင်းတွေထဲမှာဒါဂိုးကန်သွင်းချက်အ ਨੇ ဆုံးအသင်းဖြစ်နေရယ်ဟုတ်တယ်အမ်ဒီအပြင်ဟိုမှာဒါဟိုဟာ Manchester United လိုမျိုးပဲသူကလည်းတိုက်စပိုင်းမှာတော်တော်လေးအားနေနေပေါ့လေဟိုအခုချိန်ထိမှဒါနှစ်သင်းလုံးကလည်းသွင်းလို့6ဂိုးစီပဲရတာအဲ့တော့ဟိုတေချာတော့ Brandford ကအိမ်ဝင်ကောင်းတယ်အိမ်ဝင်ဆိုတော်တော်လေးအသင်းကိုမမတနဲ့ပြန်ကစားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ဟုတ်ဟိုဒီဟာဒီမှာလဲ Brandford ရဲ့ဟိုပွဲတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်သူတို့အိမ်ဝင်မှာတော်တော်လေးအကောင်းကြီးတွေ့ရတယ်အဲ့တော့ဟိုအဝေးကွင်းဆိုရင်နည်းနည်းလေးတိုင်ပတ်တတ်တဲ့ Manchester United ကို Brandford အနေနဲ့ ဟိုဒီညအဲ sorry ဒီစနေညမှာပေါ့လေစနေညမှာသူတို့အနေနဲ့ဟိုကြောက်ရွံ့မနေပဲပေါ့လေဟိုရှေ့ပွဲမှာကြည့်လို့ချင်းဒါ brand four ကခန်းစစ်ကိုဟိုဘယ်လိုပြောမလဲအထိုင်ချပြီးတော့ fight 3 fight 3 2တောင်းလဲသူကဘွားထွက်လာပေါ့လေအဲ့တော့ဒီအိမ်ဝင်းမှာ manager ယူနေတာအဲ့လားအောက်ကအဝါအားကောင်းနေတာမဟုတ်ဘူးအဲ့တော့ဒီ ဘက်ဖိုင်နဲ့ဟိုပွဲထွက်လာမယ်အစားသူတို့ရဲ့ကစားနေကြတိုင်း352ပဲဖြစ်ဖြစ်343ပဲဖြစ်ဖြစ်ဟို4ဘက်နဲ့ပဲဖြစ်ဖြစ်ဒါပွဲထွက်လာမယ်ဆိုရင်တော့မန်ချက်စတာနဲ့ကိုအကောင်းဆုံးရှင်နိုင်မလို့တော့ကျွန်တော်မြင်တယ်အဲ့တော့မန်ချက်စတာနဲ့မှာတခုစဉ်းစားမှာမန်ချက်စတာနဲ့ကလက်ရှိမှာကတိုင်ရလုံးဝကင်းရှင်းနေတယ်အဲ့တော့ဒီပွဲအတွက်လည်းဒါဂိုးသမားဒါဂိုးသမားတစ်လေးပေါ့လေဒါစနလမန်ဒါပွဲထွက်လာမယ်လို့ကျွန်တော်သတင်းနေရရနေတယ်အဲ့တော့ဟိုတည်ကြတာတော့မန်ချက်စတာနဲ့ကကွင်းလေကိုဘယ်လိုပြင်ဆင်လာမယ်ပဲစဉ်းစားရမှာ အဲ့တော့ဒါပြီးခဲ့တဲ့ပွဲမှာဒါဟိုချဲစီကိုနိုင်လာတော့ဒါနည်းနည်းလေးဟိုဘယ်လိုပြောမလဲဟိုယုံကြည်ချက်လေးတော့တခုတော့ပြန်ရလာမျိုးကျွန်တော်မြင်နေအဲ့တော့ဟိုတေချာစဉ်းစားမှာတော့ဒါဘရူနိုပဲပေါ့လीအမြင်နဲ့လည်းပြောခဲ့ပါတယ်ဒါဘရူနိုကွင်းလည်းမှာဒါ deep အနေနဲ့ဟိုစိမ့်ပြီးကစားလို့ရှိရင်ဒါသူ့စီက attacking or influence ကြီးအများကြီးရော့ကြတယ်ဟိုအဲ့တော့ Manchester United အသင်းနဲ့ဒီပွဲမှာဘယ်လိုပြင်ဆင်လာမလဲဒါ Casemiro မှာပါတယ်ကွင်းလည်းပေါ့လीဒါဘရူနိုနဲ့ဘလိုပွဲထွက်မလဲ Kobe Mainu လား Ugarte လားအဲ့ဒီတစ်ချက်ကအရန်ကြီးပါမယ်လို့ကျွန်တော်မြင်နေဗျမှန်ပါတယ်အဲ့ဒီပွဲစဉ်မှာတော့ဒါ ဂတ်စမဲအိုအနေနဲ့အဖြစ်တဲ့အဝါခက်ပေါ့နော်ဒုတိယအဝါခက်ကြီးကကိုကလည်းပွဲဥဆောင်ထားတယ်၊ကွင်းလယ်လောက်မှာဆွဲလှဲလိုက်လို့ဖြစ်ပြီးတော့နှစ်ဝါရီဆိုတော့ဂတ်စမဲကဘာပဲပြောဒီကွင်းလယ်မှာဘလူနိုနဲ့အတွဲညီဆုံးလို့တော့ပြောလို့ရတယ်။ဟူကာတေးလည်းအဲ့လိုမဖြစ်ဘူး။ကိုဘီမိုင်နိုကလည်းအဲ့နေရာအတွက်သူ့ရဲ့ကစားဟန်နဲ့မကိုက်ဘူးဆိုတော့ကက်စမဲရိုးသာကြံ့ခိုင်မှုပြည့်နေရင်ဒီလိုပွဲပဲတွေမရှိဘူးဆိုရင်သူ့ကိုပဲတုံးမှုများတယ်ဆိုတော့ဒီနေ့မှာတော့ဒီချက်ကတော့သူ့တို့အတွက်ကွင်းလယ်ကိုဘယ်လိုပြင်ဆင်လာမလဲကြည့်ရမယ်။တိုက်စစ်ကတော့ကုညာပြန်ပါလာမယ်ဆိုတော့ပူအားကောင်းတဲ့ တိုက်စစ်တွေကိုမြင်ရနိုင်တယ်။အမ်ဘူမိုကတော့ဒီဟာဒီ United ရဲ့လက်ရှိကစားထားသမျှထဲမှာတကယ်အားကိုးရဆုံးစားသမားလို့ပြောလို့ရတယ်။ကိုညာပါလာချင်းကအာမတ်ဒီယယ်လိုညာတောင်ပန်ဝင်းဘက်ပေါ့နော်။ဝင်းဘက်နေရာမှာပြန်သွားမယ်ဆိုညာချန်းကကိုညာညာချန်းကဒါအမ်ဘူမိုရောအာမတ်ဒီယယ်လိုဆိုတော်တော်လေးအားကောင်းသွားနိုင်တယ်။ဒဏ်ရာပြဿနာလည်းအများကြီးမရှိဘူး။ကာလာရှင်နားနေရတဲ့လီဆန်ဒိုမာတီနောက်လည်းပဲရှိရဆိုတော့မန်ယူနိုက်တက်အတွက်ဒါပြီးခဲ့တဲ့တစ်ပတ်ကအနိုင်ရလက်ကိုဒီနေ့ထိဒီပွဲထိပေါ့နော်။တည်ဆောင်နိုင်မလားကြည့်ရမယ်။တစ်ပတ်က ဘရန်ဖို့ကအခုလည်းသတိထားမိတာပေါ့ Kate Andrew လက်အောက်မှာဂျာလက်ဒီတော်လေးစိုးတယ်ဟုတ်ကဲ့အဓိကကတော့သူတို့ရဲ့တိုက်စစ်ပိုင်းကအမ်ဘူမိုထွက်သွားတယ်ဝီဆာထွက်သွားတယ်အဓိကပြီးခဲ့နှစ်ကဒါနှစ်ယောက်ပေါင်းဒီစားသမားနှစ်ယောက်က90နီးပါးလောက်ထင်တယ်အမ်ဘူမိုက90ဝီဆာက18ဂိုးလာမှုသွင်းသွားတာဆိုတော့ဒီစားသမားတွေဆုံးရှုံးလိုက်ရခြင်းကတိုက်စစ်ကိုအများကြီးအာရော့သွားတယ်လက်ရှိတိုက်စစ်မှာတော့အီဂေါတီယာကိုဦးဆောင်နေတယ်သူနဲ့တူကီဗင်ရှာတယ်နဲ့ကွင်းလယ်တိုက်စစ်နေရာမှာဒန်စကက်ရှိတယ်ဆိုတော့သူတို့ရဲ့ကစားပုံက ကိုရကိုထက်ပူမာကျော်တဲ့အသင်းနေနဲ့တွေ့ရင်သူတို့5ဘက်ထိစင်ကန်တာမျိုးတွေ့ရတယ်။ကိုကပုံမှန်ရှင်ကစားရောက်တဲ့ပြိုင်ဘက်မျိုးဆိုရင်352ပုံစံမျိုးပြောင်းသွားမျိုးတွေ့ရဆိုအဲ့တော့လက်ရှိ brand pool တင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ညီလေးအမြင်လေးပြောပြပါဦး။အအခုကတော့ပြောလို့ပဲပေါ့လေ။သူတို့ကကိုထက်နည်းနည်းလေးအင်အားကြီးတဲ့အသင်းနေနဲ့မမထန်းထန်းကစားနိုင်တယ်သူက5ဘက်ကိုပြောင်းပြီးတော့ကစားတာပေါ့လေ။အဲ့တစ်ချက်ကိုကျွန်တော်လုံးဝမကြိုက်ဘူး။ ဟိုဟိုဘာဖြစ်လို့လဲဆိုတော့ဒီ brand 4ရဲ့ဒီခံစားစုဖွဲ့မှုလေးကဘာပဲပြောဟိုမာကြောတန်အောင်ရှိတာဒါပေမဲ့တကယ်တကယ်တကယ်တော့အဲ့လိုမျိုးသူ fight back ဟိုစိုးရင်တည်းနဲ့ fight back ကြီးကစားလိုက်လို့ရှင်သူကအလုံးစုံတကူပဲ goal တွေပေးနေရတာအဲ့တော့ဟိုဒီဘွဲမှာ Manchester United ကလည်းအသင်းကြီးဆိုပေမဲ့အဲ့လောက်ထိဟိုဘယ်လိုပြောမလဲဟိုပုံမှန်ခြေစွမ်းတစ်ခုကိုပုံစံကောင်းပြလာနေတဲ့အသင်းမဟုတ်ဟုတ်တယ်အဲ့တော့ဟို full back ဟိုကကျွန်တော်ကတော့ပြောင်းပြီး30ကျင်းတယ်ဗောလေအဲ့ အဲ့အနေမှာမပြောစရာရှိတာကကွင်းလေပိုင်းပေါ့လေကွင်းလေပိုင်းဒီထက်ပိုမာကြောင်းမယ်ဆိုကျွန်တော်ဟန်နာဆန်ကိုမသုံးစေချင်ဘူးအဲ့ဟိုသူ့စားပေါ့လေဒါပြီးခဲ့တဲ့ပွဲဒီမှာဒါအရန်ခုံမာရှိနေတဲ့ဟိုဂျက်လက်တို့ဂျမ်ဆန်တို့ဒီကစားသမားတွေကိုကျွန်တော်တို့သုံးစေချင်တယ်ဒါပေမဲ့တခုရှိတာကဒီကစားသမားကိုနှစ်ယောက်ကိုသုံးမယ်ဆိုရင်သိကြပါလေဟိုဒန်စကတ်ကတော့ဟိုဟာနံပါတ်10ကိုပုံနဲ့ကစားလို့ရတယ်အခုလက်ရှိဒါပြီးခဲ့တဲ့ရာသီမှာလည်းမဟုတ်ပါဘူးဒီ brand four မှာ dance cut ရဲ့ role ကအရင်ကြီးပါတယ်။သူကတိုက်စစ်ပိုင်းကိုသူကကူညီနိုင်မှုအများဆုံးပဲ။အဲ့တော့ အမ်ဘူမိုတို့ဝီဇာတို့ပြီးခဲ့တဲ့ရာသီကအမြင့်ပြန်ခြေစွမ်းဘာကြောင့်လဲဆိုတော့ဒါ dance cat ကြောင့်ပြီးခဲ့တဲ့ရာသီကဒါ dance cat ကသူ့စီကဒါသူ့ဘောတွေဟို key pad တွေ check creation ကဒါ brand ဟိုတသိန်းလုံးမှာသူအများဆုံးပဲအဲ့တော့ dance cat ကလက်ရှိချိန်ကြီးလည်းအရေးပါနေရုံပဲအဲအဲ့တော့ကျွန်တော်ပြောဟိုကျွန်တော်ကမှန်မှန်းညာတော့ဒါ brand for thing 43နဲ့ပေါ်ထွက်လာစေခြင်းနဲ့တိုက်စစ်မှာဒါ shadow ရဲ့ကိုခုနပြောတဲ့ဒါတီယာကိုရဲ and နောက်တစ်ယောက်ကဟို dragon otter ရဲ့ပေါ့ဒီ၃ယောက်က ဘောထွက်လာမှာဆိုရင်မန်ချက်စတာယူနိုက်တက်ခန်းစည်းကို AC ဖြိုလို့ရတဲ့အနေထားမျိုးရှိလို့တော့ကျွန်တော်ယုံနေဗျမှန်ပါတယ်ဒီရသည်မှာ Brentford နဲ့ပတ်သက်ပြီးတိတိကျကျအားနည်းသွားတဲ့ချက်ကခန်းစစ်ပဲခန်းစစ်ကဒီရသည်ပေးကို10ကိုငါးဘွဲမှာ10ကိုဆိုတော့တဘွဲကို2ကိုလောက်ပေးထားနေတာပြိုင်ဘက်ရဲ့ကန်ချက်တွေကိုရင်ဆိုင်ရတဲ့အရေးအတွက်ကလည်းညီလေးရှင်းပါပြောခဲ့သလိုပဲအချိန်80လောက်ဒါပြိုင်ဘက်ရဲ့ဒီ short face တွေကိုရင်ခံရင်ဆိုင်ထားရတယ်သူ့ထက်များလာဆိုလို့ဗန်လီလာပဲရှိဗန်လီကအချိန်90ကျော်တယ်ဆိုတော့တော်တော်အားနေတယ်ပြီးနောက်တစ်ချက်က ပြိုင်ဘက်ကသူဥဆောင်ကိုတွေတော့စဆသွင်းတယ်ဥဆောင်ကိုတွေဒီရာဒီမှာ၄ဘွဲလောက်ကိုသွင်းဒါပေမဲ့အဲ့ထဲမှာတဘွဲပဲနိုင်ပြီးတော့တဘွဲတည်းနှစ်ဘွဲရှုံးတယ်ပြောချင်တာကိုကဝင်းနီပိုဇီရှင်တွေရတာတော့မှအမှတ်ဆုံးရှုံးမှုတွေကတော်တော်များတယ်ဒီရာဒီမှာရမှတ်၈မှတ်လောက်ဆုံးရှုံးထားတယ်ဆိုဒီအချက်တွေကို gate and rule နေလဲတေချာပေါက်ပြင်ဆင်လာဖို့လိုလိမ့်မယ်ထင်တယ်တစ်ဖက်မှာတော့ United ကဒါခြေစွမ်းရတော့ကိုလုံးဝဒီအသင်းပေါ်မှာတရက်သေးဘာမှပြောလို့မရသေးတဲ့အနေထားဒီရာဒီကစားထားတဲ့ပွဲတိုင်းမှာလည်းသူခြေစွမ်းကိုတက်တမတ်ထဲတွက်လို့မရသေးဘူးเนาะ Chelsea နဲ့ပွဲမှာဥဆောင်ကိုဒါ ချန်ပဲရဲ့ဒီတယောက်ထုတ်ခါတဲ့အနေထားကြောင့်ပွဲကိုပထမပိုင်းမှာကောင်းကောင်းလွှမ်းမိုးကစားနိုင်ခဲ့တယ်နှစ်ကိုးဦးဆောင်နိုင်ခဲ့ပြီးမှမထင်မပဲဒုတိယပိုင်းမှာတကိုးပြန်ပေးရရတယ်ဆိုတော့သူတို့ရဲ့လက်ရှိအနေထားတွေပေါ်မှာညီလေးရဲ့အမြင်လေးပေါ့ဒါဒီနေ့မှာအပြောင်းလဲတွေလည်းမြင်ရကောင်းမြင်ရနိုင်တယ်ဆိုတော့ဒီအပေါ်မှာလည်းသုံးသပ်ပေးပါဦးဟုတ်ကဲ့ဟိုမန်ချက်စတာယူနိုက်တက်ကချိန်ဆအရာတော့ဟိုတိတ်လို့အားရကျနေတာမရှိဘူးပေါ့ဒါပေမဲ့ဂိမ်းကြီးနိုင်နေအရာတော့ဒါ progress ဖြစ်လာလို့ကျွန်တော်တို့ခံစားမိတယ် ဟိုဘာလို့လဲဆိုတော့ခုလက်ရှိဒါပရီးမီးယားလိငါးပွဲကန်ပြီးတဲ့အချိန်မှာဒါဂိုးကန်သွင်းချက်တည်းကအများဆုံးပဲလေအချိန်80ကျော်ဆိုတာဒါဟိုမကြုံစဘူးအလုံးနဲ့အများဆုံးမကြုံစဘူးချက်လက်တွေပေါ့လေအဲ့တော့ progress ဖြစ်လာတယ်လို့ကျွန်တော်မြင်တယ်အဲဒီအပြင်ကဟိုလက်ရှိဒါမန်ချက်စတာယူနိုက်တက်ကဟိုရမှာ9မှတ်ရထားတယ်ပေါ့9မှတ်မှာထိတ်ဆုံး၄သင်းနဲ့အဲ့လောက်ချိန်မှာမပြတ်သေးတာကျွန်တော်ပြောတာဟိုဆလိုဂျင်နာဒါရောလက်ပါဘူးဖယ်ထားလိုက်အောင်ဟိုအပေါ်မှာရနေတာ10ဆက်မှတ်ရတဲ့အသင်းတွေရှိတယ်နောက်ပြီးတော့အဆင့်၄တုံးနဲ့ဘုံမောက်တို့ဒီအသင်းတွေနဲ့အရင်ကြီးမပြတ်သေးဘူးအရင်ကြီးကဟိုစိုးရင်စရာတော့မရှိဘူးပေါ့ အဲအဲ့ဒီအပေါ်မှာမင်းဆန်ရွေးနေတဲ့ဖီးယားကင်းကင်းလေးနဲ့ဒီပွဲမှာဒါဟိုရင်ဆိုင်လာမယ်ဆိုရင်တော့ရလက်ကောင်းမယ်လို့ကျွန်တော်မျှော်လင့်ချင်တယ်ပါတယ်ဟိုဘာလို့လဲဆိုတော့ဒီမင်းဆန်ရွေးတဲ့ကအဝေးကွင်းဆိုတာဘရန်ဖို့နဲ့ဆိုရင်တော့မှဒါဘရန်ဖို့အိမ်ကွင်းမှာသုံးပွဲဆက်တိုက်မနိုင်တာမနိုင်တာဆိုတာဒါဟိုနောက်ဆုံးခုနှစ်ပွဲလောက်ရှိနေပြီလုံးဝမနိုင်ဘူးပေါ့လေလုံးဝမနိုင်တာဆိုတော့ဟိုတော်တော်ကြီးဆိုးရင်ကကောင်းတယ်ပေါ့ဟိုတခုရှိတာကမင်းဆန်ရွေးကအခုဒီလာမယ့်ဒီဘရန်ဖို့နဲ့ပွဲမှာဒါသူတို့အနေနဲ့ဘလို့ ဟိုအကောင်းဆုံးပြင်ဆင်မှုလုံမလဲဆိုတော့ဒါကျွန်တော်ခုနပြောလို့ဒါကွင်းလေပိုင်းဒီတိုက်စပိုင်းမှာတော့ဟိုသိကြပါတယ်ဟိုပြိတ္တတွေကတော့ဒီကုညာရဲ့ဟိုဟာနောက်ပြီးတော့ဘင်ဂျမင်ရှက်စကိုရဲ့အမ်ဘိုမွဲပေါ့လေဒီ၃ယောက်ရဲ့ဒီဒိုင်းနမစ်ဟိုအတွဲဖက်ကိုသူမြင်နေတာပေါ့ဒီပွဲမှာမြင်ရမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အဲအဲ့အဲ့အတွက်ဒါအာမက်တီကလို့ကသူကစားနေရတာဝင်းဘက်တနေရာမှာဆင်းမယ်ဆိုရင်တော့ဒါပြီးခဲ့တဲ့ဒါချဲဆင်းတဲ့ပွဲမှာဒါပင်ရင်ရတဲ့အနေထားမျိုးရဲ့ အနေထားမျိုးတွေကဒါ white combination လောက်နေရာတွေအနေထားမျိုးတွေကနေဒါရလာဆိုတော့ဒီဘက်မှာဒီလိုတွေမြင်ရမလားဆိုတော့ကျွန်တော်ပြန်ကြည့်ရမယ်အဲ့ဒီပြောမှာလက်ရှိမှာဒါ Manchester United ရဲ့တိုက်စင်မှာအားကိုးရဆုံးက MMO ဖြစ်နေတာ MMO ကသူ့အသင်းဟောင်းရဲ့ရင်ဆိုင်ရမှာရင်ဆိုင်ရမှာဆိုတော့သူ့စီကအကောင်းဆုံးပုံစံတစ်ခုကတော့ကျွန်တော်ဒီဘက်မှာမြင်အောင်လို့တော့ကျွန်တော်ယုံတယ်ဘာလို့လဲဆိုတော့ MMO ကဒါ Brentford ခံစက်ကအဲ့လောက်ကောင်းနေမှာမဟုတ်ဘူးလေအဲ့လောက်ကောင်းနေမှာဆိုတော့သူ့စီကဟိုဟို run နေနဲ့အပြင်ဟိုမှာတကူဟိုလက်ရှိ Manchester United ရဲ့တိုက်စစ်ပိုင်းမှာဟို out of the movement နေမှာဒါ ပြိုင်ဘက်ကိုဖိအားပေးတဲ့အချိန်မှာဒါအမ်မူကအများဆုံးအလုပ်လုပ်ထားတာအဲ့အတွက်ဟိုမန်ချက်စတာယူနိုက်တက်ညာညာတိုက်စင်လေးကတော့ Brandford ကိုအကောင်းဆုံးထိုးနိုင်မယ်လို့တော့ကျွန်တော်ယူဆတယ်ဗျမမာရဒီဘွဲမှာအဓိကကတော့အသင်းဟောင်းနဲ့ပြင်ရင်ဆိုင်ရမယ်အမ်ဘူဘောကတော်တော်လေးအရေးပါတယ်ဒီရာသီမှာလည်းအမ်ဘူဘောကကန်ချက်15ချိန်လောက်ဒီရာသီမှာလောက်ထားတာဆိုတော့ဟာလန်20ချိန်ပြီးရင်လက်ရှိပရီးမီးယားလိမှာဒီတိုက်စစ်ဆာလမိုင်းထဲမှာအများဆုံးပြီးတော့ဒါ United ကစားသမားတွေမှာဆိုအန်တိုနီရောက်ခါစား2022လောက်ကအထင်းတယ်ဒီလို၅ဘွဲမှာကန်ချက်22ချိန်ထိလုံနိုင်ခဲ့တဲ့တာထွက်ကောင်းခဲ့တဲ့မှတ်တမ်းမျိုးဒါလိုက်မိဖို့နှိစက်နေတယ်ပြီးတော့ သူပါလာခြင်းကြောင့်ဒီပြိုင်ဘက်ရဲ့ဒီဘယ်ချမ်းခန့်စုကိုကောင်းကောင်းဖိအားပေးမယ်အနောက်ကလည်းအာမတ်ဒီယောလာအဲ့နေရာကိုအက်ကွက်လက်ကိုလိုက်ပြီးဖိကစားမယ်ဆိုညာချမ်းတော်တော်လေးအကောင်လာနိုင်နောက်တစ်ယောက်ကတော့အကိုတို့မဖြစ်မနေအပတ်တိုင်းမှာအဓိကပြောကြတဲ့ဘရူနိုပေါ့နော်ဘရူနိုရဲ့ဒီ line breaking pass တွေပြိုင်ဘက်ရဲ့အဲ့ဒီ area တွေကိုဘောလုံးပေးဖို့မှုတွေ chain creation တွေ Open League Championship နဲ့အရန်ကောင်းအမှန်တိုင်းပြောရင် United သာရလက်မကောင်းလို့လားဒီ Bruno ကသင်တဲ့လောက်လူတွေရဲ့အမြင်ပါပေါ့နော်သိတတိမထားမိပေမဲ့တကယ်တမ်းပြောမယ်သူရဲ့တူးချင်းစွမ်းဆောင်ရေးကအရန်ကောင်းတယ်လို့ကိုယ်လည်းမြင်တယ်ပြီးတော့ Tight Set ကတိုးတက်လာတဲ့ခြေကညီလေးပြောသလိုဒီအားဒီမှာကန်ချက်အများဆုံးလုပ်ထားတဲ့တင်ရ United ဆိုတော့တော်တော်လေးအံ့ဩစရာကောင်းတဲ့မှတ်တမ်းလို့ပြောလို့ရဒါပေမဲ့သူတို့နဲ့ပတ်သက်ပြီးစိုးရိမ်စရာကောင်းတဲ့ခြေကအခုလိုလည်းပြောပြပါပြီပိတ်သက်တွေလည်း တိမှာပေါ့အဝေးကွင်းရလတ်တွေတော်တော်လေးဆိုးနေပေါ့နော်အဲ့တော့ဒီပေါ်မှာညီလေးဘယ်လိုမြင်လဲအဝေးကွင်းမှာလန်ဒန်မှာသွားကစားရင်လည်းရလတ်မကောင်းသလိုပရီးမီးယားလိမှာလက်ရှိ current အနေနဲ့ကြည့်မယ်ဆိုရင်အဝေးကွင်းမှာနောက်ဆုံး9ပွဲစားမနိုင်ထားဘူးဆိုတဲ့အချက်ကဒီနေ့မှာသူတို့အတွက်အတားအဆီးဖြစ်လာနိုင်လားဒီပေါ်မှာလည်းသုံးသပ်ပေးပါအတားအဆီးကတော့ဖြစ်လာနိုင်တာပေါ့အခုချိန်ကြီးလည်းဒါစိုးရိမ်နေတော့မယ်လေဘာဖြစ်လို့လဲဆိုတော့အဓိကတော့ကျွန်တော်တို့အမြင်နဲ့ပြောပါတယ်မန်ချက်စတာယူနိုက်တက်ကဟိုဒီယာဒီမှာသူတို့အဓိကခွာမှာကွင်းလေပိုင်းပဲလေကွင်းလေပိုင်းကိုပစ်ပေးပြီးဘာလို့တိုက်စစ်ကစားမှာခေါ်ခဲ့တာလဲပေါ့အဲ့ဒါ တစ်ချက်ကအရင်စဉ်းစားနေရရှိနေတယ်အဲဒီအရာတွေအကုန်လုံးကလည်းဒါကွင်းလယ်ပိုင်းလွှမ်းမိုးမှုမရှိလို့ဒါကွင်းလယ်ပိုင်းမှာ control မလုပ်နိုင်လို့ဒီလိုအရာတွေဖြစ်လာဒီလိုအရာဖြစ်လာဆိုတော့ Manchester United ရဲ့ဒီဒီအရာတွေမှမဟုတ်ပါဘူးဒါပြီးခဲ့တဲ့အရာတွေကဒီ crowd war တွေကိုပြန်ကြည့်လိုက်လို့ရှိရင် Manchester United ကကိုအသင်းကဟိုစောစီဦးဆောင်ကိုပေးပြီးတော့နောက်ကနေလိုက်ကစားတဲ့အချိန်အများဆုံးပဲအဲ့တော့ Premier League မှာက Manchester United ထက်များလို့ဘူးတဲ့မဲ့ရှိတယ်အဲ့ဒီအနေထားကြီးကတလုံးဝမကောင်းဘူးတကယ်ဆိုတော့ပွဲကိုကိုက စီးမိုးပြီးတော့ control လုပ်ပြီးတော့ keep လုပ်ပြီးတော့ကစားမှာအဲ့ဒီတစ်ချက်ကမန်ဆန်ယူနိုက်တက်ဟိုအားမလို့အများဖြစ်ရတာဗောလေအဲ့တော့အဲ့တော့အဝင်းဝင်းပွဲစဉ်တွေမှာမန်ဆန်ယူနဲ့ဘာလို့ရလာမကောင်းလဲဆိုတော့အဲ့ဒီအပိုင်းကပဲသူကျွန်တော်တို့ကသွားပြီးတော့စကားပြောတာဗောအဲ့တော့မန်ဆန်ယူနဲ့လည်းဒီပွဲမှာဒါဘယ်လိုမျိုးတွန်းမိုးကစားလာနိုင်လဲအမ်ဒါပြင်မှာဒီမန်ချက်စတာယူနိုက်တက်မိပြအမွန်လွန်ကအခုဒီရာသီမှာသူပွဲရင်ပြောတယ် သူအသိအရပေါ့လေဒါ more aggressive aggressive ကိုအမြဲတမ်းပြောရတော့ဟို premier league ဒါဟို manager time မှာရှုံးတဲ့ပွဲမှာလဲသူအမြဲတမ်းပြောခဲ့တယ်ပေးလိုက်ရတဲ့ goal တွေကဟိုဟိုအရင်ဆုံးဟိုပရမတ်ဘုံ goal နှစ် goal ပေါ့လေအဲ့မှာသူပြောတယ်ကစားသမားတွေရဲ့ aggressive ပိုင်းအားနည်းလို့ပေးလိုက်ရတကယ်တော့ကျွန်တော်တို့ highlight တွေကျွန်တော်ပြန်ကြည့်လိုက်တော့ဟုတ်တယ်တကယ်ဆိုရင်ဒါဒဘူလုံးတို့ဒါဖျက်ရမယ်အလုံးကြီး area ပြမဖျက်မယ်သူလုံးဝမဖျက်ခဲ့ဘူးအဲ့တော့ manchester ပို့ပြီးတော့လဲ aggressive ဖြစ်ဖို့လဲလိုသလို cancel ပိုင်း ခံစားမနေမှုပေါ့လေဒါတိုက်စစ်ပိုင်းရောအဓိကတော့ဒါကွင်းလယ်ပိုင်းပေါ့အပူအားကောင်းမှုလို့ရအဲ့ဒါဆိုကွင်းလယ်ပိုင်းကဒီပွဲမှာဟို control လုပ်နိုင်မယ်ဆိုတော့ message တွေရလိုက်ကောင်းမယ်လို့တော့ကျွန်တော်မြင်နေဗျမှန်ပါတယ်ဒါကွင်းလယ်ကိုတော့ Ugade ဖြစ်နိုင်ကြတော့အများဆုံးပေါ့နော် Ugade နဲ့ Bruno ဖြစ်ဖို့များတယ်ဒါပေမဲ့အဝေးကွင်းကတော့တော်တော်လေးစိုးရိမ်စရာကောင်းတဲ့မှတ်တမ်းအဝေးကွင်းနောက်ဆုံး Premier League 9ပွဲစတိုက်မနိုင်ထားဘူး2ပွဲတရေ9ပွဲရှုံးလန်ဒန်မှာသွားကစားတဲ့ record လည်းတော်တော်လေးဆိုးတယ်ဗောနော်အဲ့ဒါမှာနောက်ဆုံး24ပွဲမှာသူတို့3ပွဲပဲနိုင်တယ်6ပွဲတည်15ပွဲထိရှုံးထားရဆိုတဲ့အနေထားတော်တော်လေးဒါသူတို့အဝေးကွင်းတွေမှာ သတိထားမယ်လို့အကောတော့ထင်တယ်ဒီလိုပြောသလိုပဲ PK တပတ်ကနိုင်ထားတာမှန်ပေမဲ့သူတို့ရဲ့အကောင်းဆုံးခြေစမ်းကိုဒီဘက်မှာဆက်ပြနိုင်မပြနိုင်ဆိုတာကတော့ဒီဘက်ကိုအကောအတူတူစောင့်ကြည့်ရမှန်းနေတာ head to head တွေရကြည့်ရင်လည်း Brandford ရဲ့အိမ်ဘက်မှာ Brandford က၃ပွဲဆက်တိုက်မရှုံးထားဘူးနှစ်ကလည်း4-3နဲ့ဒါဂိုးပြတ်ပြီးမှဂိုးတွေပြန်ပေးပြီးနိုင်ထားတယ်နောက်ဆုံး၃ပွဲမှာဒါ၂ပွဲနိုင်တယ်တစ်ပွဲတည်ကြထားတယ်ဆိုတော့ဒါဒီချက်တွေကတော့ United အနေနဲ့လည်းသတိထားလိမ့်မယ်ထင်တယ်ပို့ပြီးတော့ဟိုကိုယ့်ထက်နှိမ့်နေအသင်းတွေပေါ့နော်ဒါက ဘလို့ပဲကြည့်ကြည့်အစင်လာရပဲကြည့်တမိုင်းကြောင်ရပဲကြည့်လက်ရှိနေထားရပြီကိုတဲ့နှိမ့်နယ်လို့ယူဆရတဲ့အသင်းတွေကိုကိုကစီးပြီးတော့ကန်ရတဲ့ပွဲမျိုးတွေမှာပိုတိုးတက်လာမဲ့လက္ခဏာတွေမြင်ရမလားဆိုတော့ကျွန်တော်ဒီပွဲကိုတော့အတူတူကြည့်ကြအောင်ပါဟုတ်ကဲ့ပါ